ဗီတာမင်ကေဗီတာမင်ကေဟာစီမပျော်ဝင်တဲ့ဗီတာမင်မျိုးစားဖြစ်ပြီးသွေးကဲမှုကိုထိန်းချုပ်ပေးတာအရိုးကျန်းမာရေးနဲ့သွေးကြောကျန်းမာရေးအတွက်အရေးပါတဲ့အာဟာရဓာတ်တစ်မျိုးပါဗီတာမင်ကေကိုခန္ဓာကိုယ်ကအနည်းငယ်ထုတ်လုပ်နိုင်ပြီးဥထဲမှာဘက်တီးရီးယားတွေကဂေဒူးပုံစံဖန်တီးပေးနိုင်ပေမဲ့လုံလောက်မှုမရှိတာဖြစ်လို့အစားအစာကနေရယူဖို့လိုအပ်ပါတယ်စီမပျော်ဝင်တဲ့ဗီတာမင်ဖြစ်တာကြောင့်အသိနဲ့အဆီတချူးတွေမှာတိုးလောင်နိုင်ပေမဲ့ပမာဏမများလို့မျက်တက်စွာစားသုံးရန်လိုပါတယ် ဗီတာမင်ကချိုးတဲ့ရင်သွေးကဲမှုနေတာကြောင့်သွေးထွက်လွယ်တာအနာကျက်နေတာသဖုံးသွေးထွက်တာအရိုးပိုတာဖြစ်နိုင်ခြင်းများလာတာသွေးကြောတဲ့ကယ်ဆီယမ်စုပုံနာတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့အစားအစာကနေရတာများလို့ချိုးတဲ့တာကခဲရင်ပါတယ်။တဘာဝအစားအစာကနေဗီတာမင်ကပိုရှင်တာကခဲရင်ပြီးဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါဘူး။ဒါပေမဲ့ဓာတ်ရုပ်ဆေးတွေအလုံးအကျုံတောက်ရင်သွေးကဲလုံးတာဘိုက်အောင်တာအစာမကြေတာတွေဖြစ်နိုင်ပါတယ်။ ဗီတာမင်ကရရှိနိုင်တဲ့သဘာဝအရင်းမြစ်များမှာဟင်းနုနယ်ပန်းပွင့်စိမ်းကြိုက်လံကြက်အိုအနှစ်နိုးချင်စတဲ့မြမဒေသခံအစားအစာတွေပါဝင်ပါတယ်။သဘာဝအစားအစာကနေရတဲ့ဗီတာမင်ကဟာခန္ဓာကိုယ်ကလိုအတလောက်ဆုပ်ယူပြီးပိုရာကိုထိန်းချိနိုင်လို့ဘေးကင်းပြီးမြတ်စွာကျိုးပေးပါတယ်။ဒါပေမဲ့ဓာတုဆေးဗီတာမင်ကကိုမလိုအပ်ပဲအလွန်ကျွံတောက်ရင်တွေးခဲလုံးတာ၊ဘိုင်းအောင်တာ၊အစာမကြေတာတွေဖြစ်နိုင်တာကြောင့်ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိဘဲတောက်သုံးတာကိုရှောင်ကျဉ်သင့်ပါတယ်။ နောက်ထပ်အာဟာရဓာတ်တွေအကြောင်းကိုလည်းဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ကျမတို့ရဲ့919 OS channel လေးကိုလိုက်လုပ်ပေးထားကြပါအောင်နော်။ကျေးဇူးတင်ပါတယ်ရှင်။